င်္ဂလာပါမျိုးတွေကျွန်တော်တို့ဒီနေ့တော့ Monster Academy Rock and Roll ဆိုတဲ့ game ကြောင်းပြောကြမယ်ဗျာဆိုတော့ဒီ game က roguelike ဖြစ်တယ် tower defense ပါတယ် city building ပါတယ်ဆိုတော့တော်တော်အလုပ်ရှုပ်တဲ့ game ပေါ့နော်ပြောရမယ်ဆိုရင်အဲ့တော့ကိုယ့်ရဲ့မြို့ကရှေ့ကိုသွားနေတယ်ပြီးကြရင် နောက်က monster တွေကကိုယ့်ကို live fight နေတယ်တစ်ချိန်တည်းမှာပဲကိုကအဲ့ဒီမြို့ကိုကာကွယ်ရမယ် ီးကြရင်အိမ်မြို့မှာ upgrade တွေလုပ်ရမယ် build လုပ်ရမယ်ပြီးကြရင် survive လုပ်ရမယ်ဆိုတော့အဲ့ game ကြောင်းကျွန်တော်ပြောကြစို့ဗျာဆိုတော့ဒီ game ကပြီးခဲ့တဲ့ November 20ရက်မှာထွက်ထားတဲ့အသစ်ဆက်ဆက် game ပေါ့နော်ဒီ game က PC Xbox series တွေနဲ့ Steam Deck တွေမှာဆော့လို့ရတယ်ပေါ့နော်ဆိုတော့ဒီ game ရဲ့အနှစ်ကဘာလဲဆိုတော့သူက roguelike ဖြစ်တယ် tower defense ဖြစ်တယ် city building ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကဘာနဲ့ပေါင်းထားတာလဲဆိုတော့ bullet hell လို့ပုံစံမျိုးနဲ့ twist လုပ်ထားတာပေါ့နော်ဒီ hero တယောက်တည်းပဲ control လုပ်ရတာမဟုတ်ဘဲနဲ့ဒီ city ရဲ့ upgrade တွေသူ့ရဲ့ defense တွေအဲ့ဒါ တွေအကုန်လုံးကိုလည်းကိုကတာဝန်ယူရတဲ့ဟာမျိုးပေါ့နော် building လုပ်ရတယ် resource management တွေလုပ်ရတယ်ပေါ့နော်တော်တော်တော့အလုရှုပ်တဲ့ game လို့ပြောပြောလို့ရတယ်ပေါ့ဆိုတော့သူ့ရဲ့ game play မှာထူးခြားတဲ့ပုံစံကကိုယ့်ရဲ့မြို့ကရှေ့ကိုသွားနေ auto ပေါ့နော်ရှေ့ကိုသွားနေအ monster တွေကလည်းနောက်ကလိုက်ပြီး fight နေတာပေါ့နော်အဲ့လိုမျိုးသွားနေတဲ့အချိန်မှာကိုကကိုယ့်ရဲ့ city ကို expand လုပ်ရမယ်။တစ်တီဆောက်ရမယ်။ farms တွေကိုရမယ်ဟာတွေ၊ wood ရမယ်ဟာတွေ၊ level up ဖို့အတွက်ဘေးနားအပင်တွေခုတ်တာရှင်းတာတွေ အဲ့လိုမျိုးတွေလောက်ရတယ်ပေါ့နော်ပြီးကြရင် hero ကလည်းသူက bullet hell လို့ပုံစံမျိုးပဲ hero ကသူကသူ auto attack လာနေတာကိုကနေရာကိုရွှေ့ဖို့ပဲလိုတာပေါ့နော်အဲ့တော့ကိုက loot တွေ collect လုပ်ရမယ် level up လုပ်ရမယ်ပြီးကြ upgrade တွေလုပ်ရမယ်ပေါ့နော် quest fortress ဆိုဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဆောက်ရမှာနောက်တစ်ခုကကြတော့ resource management တွေလုပ်ရမယ်ပေါ့နော်အဲ့ဒီမှာခုနကပြောတဲ့ wood တွေ stone တွေ gold တွေပါလာမယ်ဗျာအဲ့ထဲမှာ upgrade လုပ်လို့ရတဲ့ resources တွေကိုကျွန်တော်တို့စုဆောင်ရမယ် upgrade တွေလုပ်ရမယ် repair တွေလုပ်ရမယ်ပေါ့နော်နောက်ပြီး expansion ပေါ့ကိုယ့်ရဲ့ဒီ fortress ကြီးကိုပို့ပြီး ီးတော့ကြမ်းလာအောင်လို့ expansion လုပ်ရမယ်ပေါ့ဒီလိုပုံစံမျိုးတွေနဲ့ဆော့ရမယ် game မျိုးပေါ့တခါတလေမှာပြဿနာပါလဲဆိုတော့ကိုကသွားပြီးတော့ gathering လုပ်နေတော့မှ monster တွေက tower wine attack လုပ်နေတာပေါ့နော်ဆိုတော့ resource ကိုလည်း gather လုပ်ရမယ် tower ကိုလည်း defend လုပ်ရမယ်ဆိုတော့ ပုံစံမျိုးပေါ့အဲ့အဲ့နှစ်ခုကြားထဲမှာကိုကရွေးနေရမှာပေါ့နော်တစ်ချိန်လုံးနောက်တစ်ခုက building နေလုတ်တဲ့ပုံစံ building လုတ်တဲ့ပုံစံကသူက synergy ရေးရှိတယ်ပေါ့နော်ဥမာဒီ building နဲ့နောက်ထပ်အလားတူ building ထပ်ဆောင်ရင်ဘယ်လောက် percent တွေတက်မှာလဲဆိုတဲ့ပုံစံမျိုးတွေဒါမျိုးတွေကလည်းရှိတယ်ဆိုတဲ့အခါကျတော့ building နေစောက်တဲ့နေရာချတဲ့အခါလည်းဒီစကြာလေးရွေးရမယ့်ပုံစံမျိုးရှိတယ်ပေါ့နော်ဆိုတော့ building ဒီမှာလည်းဘာတွေပါလဲဆိုတော့ archery tower လို့ဟာမျိုးတွေကနေစပြီးတော့နောက်ဆုံးမှာ dragon တွေအထိပါပါတယ်ပေါ့နော်ဆိုတော့ level တစ်ခုတည်းတစ်ခုကြားထဲမှာလည်းနားတဲ့နေရာရှိတယ် ပြီးနားတဲ့နေရာမှာလဲကိုက woods တွေ goal တွေကို collect လုပ်လို့ရတယ်ပြီးကြရင် upgrade လုပ်လို့ရတယ် shop တွေရှိတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးရှိတယ်နောက်တစ်ခုကကိုယ့်ရဲ့ hero ကတည်ဝါလို့ရတယ်ပေါ့နော်ဒါပေမဲ့ game ကမပြီးပါဘူး hero တည်ဝါရမယ် game မပြီးပါဘူးနောက်ဆုံးမှာကိုယ့်ရဲ့ fortress ကြီးပေါ့နော်ကိုယ့်ရဲ့နန်းတော်ကြီး tower ကြီးပျက်စီးသွားမှသာ game ကရှုံးမယ်ပေါ့နော် game over ဖြစ်မယ်ပေါ့အဲ့ခါကျရင် upgrade လုပ်ပြီးပြန်ဆော့ပေါ့ဒီလိုပုံစံမျိုးနဲ့သွားရမှာ boss fight တွေပါလာမယ် challenges တွေပါလာမယ် secret path တွေပါလာမယ်ပေါ့နော်ဒီလိုပုံစံမျိုးရှိတယ်အဲ့တော့ game ဆော့ရတာ might လားလို့မေးရင် ကျွန်တော်တို့ rogue light ကိုကြိုက်တဲ့ tower defense ကိုကြိုက်တဲ့သူတွေကတော့ short short ဖြစ်မဲ့ game မျိုးပေါ့နော် graphic ကလည်းတော်တော်လေးကောင်းလာတယ်ပေါ့နော်နောက်တစ်ခုကကျတော့ resource management နဲ့ tower placement နေရာလည်းသူများနဲ့မတူဘူးညာနည်းနည်းလေးစဉ်းစားရတယ်ဘယ်နေရာမှာကိုယ့်ရဲ့ tower ကိုချရမလဲဆိုရဟာဘယ်နေရာမှာ turret ကိုချရမလဲဘယ်နေရာမှာ resource တွေကိုချရမလဲဆိုရဟာမျိုးတွေကိုကျွန်တော်လည်းစဉ်းစားရတယ်ပေါ့နော် အဲ့တော့ tower defense gain လားလို့ပြောရင် tower defense gain တော့ tower defense gain ပဲဒါပေမဲ့သူကလှုပ်ရှားနေတဲ့ tower ကို defense လုပ်ရတဲ့ game မျိုးပေါ့တပြိုင်တည်းမှာခုနကပြောသလိုကိုယ့်ရဲ့ hero က resource တွေ gather လုပ်ရတယ်ကိုယ့်ရဲ့ဒီ tower ကို upgrade တွေလုပ်ရတယ်ဒီလိုပုံစံမျိုးနဲ့သွားရတာပေါ့နော်မကောင်းတဲ့ဟာတစ်ခုကတော့ဗာလဲဆိုတော့ဆက်ဆာချင်း game လေးမှာတော့သူကနည်းနည်း repetitive ဖြစ်တဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ဗျာ ဒါဒါဒါပဲပေါ့နော်ဒီလိုပုံစံမျိုးလေးဖြစ်နေရမှာဖြစ်လာဒါပေမဲ့နောက်ပိုင်း progress တက်လာတဲ့ခါကျလို့ရှိရင်တော့သူကပို့ပြီးတော့ fan ဖြစ်လာပြီးတော့ပို့ပြီး adaptive ဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကဲဆိုတော့ဒီ game ကိုစော့တင်လာပေါ့ rock light ကိုကြိုက်တယ် tower defense ကိုကြိုက်တယ် strategy နဲ့ cyber resource management တွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့စော့တင်တဲ့ game မျိုးထဲမှာပါတယ်ပေါ့နော် challenging ဖြစ်တယ် fan ဖြစ်တယ် adaptive ဖြစ်တယ်ပေါ့နော်ကျွန်တော်နောက်ရက်ဒီမှာလည်းဒီ game ရဲ့ game play လေးကိုကျွန်တော်တင်ပေးပါဦးမယ်ပေါ့နော်ဆိုတော့ဒီ video လေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်